inventory ကိုနော်မတ်တွေ့ရှိတယ်။ဒါတော့ figo machine ပြီးတော့သူရဲ့ inventory ကိုဒီစပြီးတော့အဲ့တော့ invert ဆိုတာဘယ်လိုဟာပြောလဲဆိုရင်ဥမာ y ဤကွဲတူ sin x ဆိုလို့ရှိရင် sin ကဒီမှန်လေးတစ်ဖက်ကိုရောက်သွားမှာဆိုဘာဖြစ်သွားလဲဆိုရင် sin invert sin invert y ဤကွဲတူ x ဆိုတာဒီ invert ကြီးဆရာတို့ဘာလို့အောင်လို့ဆိုရင်ပြန် ဒီတခုလည်းယူလို့ရတာမဟုတ်ဆိုင်းအင်ပတ်ကဝိုင်းကြီးွယ်လူယူလည်းယူလို့ရတယ်လေဆိုင်းအင်ပတ်တော့အဲ့ဖြစ်မဲ့ဆိုလို့ရှိရင်ဆိုင်းအင်ပတ်ကဒီမှာရတခုလို့ရတယ်မှာဖြစ်တာဆိုင်းဆိုင်းဝိုင်းကြီးွယ်လူအေးဟုတ်နော်ဝိုင်းကြီးွယ်လူဆိုင်းအင်ဆိုရင်ဆိုင်းအင်ဒီမှာဒီတစ်ဆက်ကိုရောက်သွားမယ်ဆိုရင်ဆိုင်းအင်ပတ်တော့ဝိုင်းကြီးွယ်လူအေးဝိုင်းကြီးွယ်လူ ဆိုင်ဘာတော့အိတ်ဖြစ်မယ်ဆိုလို့ရင်ဆိုင်ဘာကညွာကြီးတစ်ဖက်ကိုရောက်သွားမယ်ဆိုရင်ဆိုင်ဝါတွေ့အဲ့တော့ဆွေကိုအချိုးချောင်းရှိတယ်ဆိုင်ကော့တန်ကော့ဆက်ကူစီကအဲ့ကောင်တွေရဲ့အိဘတ်တွေဘာလို့ရမလဲဆိုရင်ဒီနေ့လေးလာအဲ့တော့အိဘတ်တစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်ကျတော့1 to 1ဖန်ရှင်ပြအရင်ကျောင်းသင်ခဲ့တဲ့ trigonometric function တွေက1 to 1 function ပေါ့ 一 a, 块钱，别个都六千，万六万 i 钱，谁搞？喏，万六万发钱，苏老板牛嘞，六千块钱，苏嘞，苏六块钱。别个那苏啊，万六千嘞，别个那苏啊，都离发财。哎喏，那苏为，这酷，这酷就把把回来六千，十多万呀，干嘛？就讲万六万，翻几倍。 အစုဝင်တစ်ခုတွေကနေပြီးတော့အစုနှစ်ခုထွက်လို့မရဘူးเนาะပြီးတော့အစုဝင်တစ်ခုကြံခဲလို့လည်းမရဘူးဟိုဘက်ဒီဘက်နဲ့က1 to 1 fashion ဖြစ်တဲ့သူကဟိုဘက်ဒီဘက်နဲ့ကအစုတစ်ခုချင်းတစ်ခုချင်းပါဖြစ်တဲ့ဆိုရင်ဆက်သွဲနေရအဲ့တော့ဒီမှာ1 2 3ဒီမှာ4 5 6ဆိုပါလို့ရတဲ့ဒီလိုလာမယ်ရတဲ့ဒီလိုလာမယ်ပြီးလို့ရှိရင်တစ်ခုကြံနေရလို့မဖြစ်ဘူးတစ်ခုတစ်ခုချင်းလို့ပါဖြစ်တဲ့ဆိုရင်ဆက်သွဲနေရအဲ့တော့ရတဲ့ဒီလိုလာမယ် ဒီခုတူချင်းပြီးဆက်တယ်ဘောပါမှာ one to one ကျွန်တော်တို့ဒီဘက်ပြဖို့ဆိုလို့ရှိရင်မပြရမလဲ fashion တွေက one to one fashion ပြအဲ့တော့ဒီဘက်ကအစုဝင်ရေကြောတယ်ဒီဘက်ကအစုဝင်ရေကြောတယ်ဘာဖြစ်တယ်လဲဆိုရင်တူးနေရဟုတ်ပြီနော်တူးနေရကျွန်တော်အရင်တင်ခဲ့တဲ့ tree go fashion တွေကအစုဝင်တစ်ခုနဲ့တစ်ခုမတူ domain domain ဆိုတာမှတ်မိသေးတာ import fashion မပြောခင်အရင် fashion ကိုပြောအောင် အရင်ဖန်ချင်းလေးမှာရှိတဲ့ဒိုမိန်မှတ်မိသေးတာဒီဒိုမိန်ဒိုမိန်ဆိုတာ HWU မှာပါတယ်ဗာဖြစ်လဲဆိုလို့ရှိရင်အစုပလက်လည်းဖြစ်နိုင်တယ်ဇီရိုလည်းဖြစ်နိုင်တယ်ပလက်လည်းဖြစ်နိုင်ဒိုမိန်ဆိုတာဘာကိုသုံးခဲ့တယ်ဆိုလို့ရှိရင် R ဆိုပြီးသုံးခဲ့ break break ကတော့ကျတို့ minus 1နဲ့ဘယ်ကြားဘယ်ကြားမှာပဲရှိတယ်ဆိုရင်1နဲ့ကြားမှာပဲရှိအဲ့တော့ range က နှစ်ခုပြည့်နေပြီးတော့ domain တွေကဘယ်နှခုပြည့်နေအများကြီးပဲအဲ့တော့ဒီကောင်1 to 1 fashion မဖြစ်ခဲ့ဘူးအခုဆရာတို့ inbound fashion ဖြစ်ဖို့ဆိုလို့ရှိရင်1 to 1 fashion ဖြစ်မှရမယ် domain တွေကိုဆရာတို့ restrict restrict လုပ်ပြရမယ် restrict ဆိုတာဘာလုပ်ပြရလဲဆိုရင်ကန့်တတ်ပြရမယ် range ကနှစ်ခုရှိမယ်ဆိုရင် domain ရတယ်ဘာဖြစ်လဲဆိုရင်နှစ်ခုပဲရှိရမယ်ဒါအဲ့တော့ကျွန်တော် inbound fashion ပြဖို့ဆိုရင်ပထမဆုံး1 to 1 fashion ပြရမယ်1 to 1 fashion ဆိုတာ စုဝင်ကိုဘက်နဲ့ဒီဘက်နဲ့ဒိုမိန်းရဲ့ range တွေနော်နောက်တစ်ခုဆရာတို့ဒိုမိန်းတွေကိုမလုပ်ပြရမယ်ဆို restrict ကန့်တက်ပြရတယ်နော်အဲ့တော့ဆရာတို့ဒီဘက်မှာကဆရာတို့ function မှာတော့ဒီဘက်ကကောင်ပါဘာဖြစ်လဲဆိုရင် domain ဒီဘက်ကကောင်က range ဒီမှာက domain ဒီမှာက range အခုကျတော့ဒီဘက်ဖန်ရှင်ကြတော့ဘယ်လိုပြသွားမလဲဆိုလို့ရှိရင် ma da wa h da wa y ဆိုပါစို့အိတ်ကနေဒီ y ကိုသွားမယ်ဒါက fashion တော့ဒီကောင်က trigonometric function ဒီကောင်က sin လို့သုံးမယ်ဆိုရင် y ရတယ်ပြီးတော့အိတ်ကိုပြန်ရမယ်ဆိုရင် sin inverse နဲ့ inverse တော့ရိုးရိုးခိုင်းချင်မှတော့ဒီကောင်က domain ဒီကောင်ကပါလိမ့်မယ်ဆိုရင် rate impact function မှာဆိုလို့ရှိရင်ဒီကောင်ကဘာပြန်ဖြစ်သွားမလဲဆိုလို့ရှိရင် domain ပြန်ဖြစ်သွားတယ်ဒီကောင်က race ပြန်ဖြစ်သွားတယ်။ဒါအဲ့တော့ impact function ဖြစ်ဖို့ဆိုရင် one to one function ဖြစ်ရမယ် one to one function ဆိုတာဒါမျိုးပြီးလို့ရှိရင်ဒါတို့ impact function ဆိုတာကဒါမျိုးဟုတ်ပြီနော် domain တွေကိုဘာလို့ပြရမလဲဆိုရင် restrict ကန့်တပ်ပြရအခု domain တွေကိုဘယ်လိုကန့်တပ်မလဲဆိုတာဆရာလည်းရေးလိုက်ကြပါဦးကဲ virtual fashion ရရောမှာကကန့်တက်ထားတဲ့ domain ကိုပဲရောနော်ကန့်တက်ထားတဲ့ restricted domain red ကျေးဇူးအိုးဖီဘူအချိုးချောက်ဘူးကျောက်ပြန်ပြောကြအောင်ဝိုင်းခွဲလူ5 5 8 5 8 5 8 5 8 wine bread that eight that eight and wine bread pot eight pot 那个 wine bread set eight set eight 那个 wine bread 不是不是干 eight 哦 b 大家呼အိမ်ဘက်ကမပြောသေးဘူးနော်ဒါလို့ရိုးရိုးဆိုင်းမှဆိုလို့ရှိရင်ဒူမိန်တွေကိုဘယ်လိုကန့်တက်လိုက်လဲဆိုရင်ဘယ်နဲ့ပင်နဲ့ကြားမှရှိမယ်ကွမိုင်းနဲ့ ပိုင်ပိုင်ဘူးလေပိုင်ရမှာပဲရှိတယ်ကန့်တက်လိုက်ဆိုင်းရက်ဒိုမိန်ကိုမိုင်းနဲ့ပိုင်ပိုင်ဘူးလေပိုင်ပိုင်ဘူးကြားထဲမှာလို့ရှိတယ်ဘာလို့လိုက်လဲတတ်မှတ်လိုက်နော်ကန့်တက်လိုက် break ကမာမာလဲဆိုလို့ကြည့်မိုင်းနဲ့1 less than or equal y less than or equal 1အဲ့တော့ဒီကောင်လေးကိုဘယ်လိုကန့်တက်လိုက်လဲဆိုတာ 三 H 嘛是的，一个图没有，不如简单来的是吧？都，反正那里做的，兄弟三个出来的，你妈个 one zero，哪样 one zero zero one one，妈个 zero zero minus one，滴滴滴滴啊，zero five five two five five three five five three five five 2 ူပါဒူပါအဲ့တော့ကျတော့ဒီ restricted domain sign အိတ်က domain လေးကိုကန့်တက်လိုက်တာက rain ရဲ့တန်ဖိုးက -1 နဲ့1နော် -1 နဲ့1ကြားမှာရှိတယ်ဆိုတော့ကျတော့ sign အိတ်က sign ဘလောက်ဒီဂရီတွေက -1 နဲ့1ဖြစ်မလဲဆိုတာဆရာတို့ကြည့်လိုက်အရှိရကောင်ဘာဖြစ်လဲ h နောက်ကကောင်က1 a 4 1 5 ဆိုင်တန်ဘူးလေးမိုင်းနဲ့ဝမ်းနဲ့ဝမ်းဖြစ်မဲ့ဒီဂရီတွေကဘယ်နဲ့ပဲကြားရဲဆိုတာကတ်တက်ကြအောင်နော်ဆိုင်တန်ဘူးမိုင်းနဲ့ဝမ်းငါဝမ်းဖြစ်မဲ့ကောင်ဟုတ်ကောဝမ်းဖြစ်မဲ့ကောင်နောက်ကဆိုင်တန်ဘူးမိုင်းနဲ့ဝမ်းဖြစ်မဲ့ကောင်ဟုတ်ကောအဲ့တော့ဆိုင်တန်ဘူးဝမ်းပြည့်မဲ့ကောင်ကဒီဂရီပြောက်တယ်ဆိုလို့ရှိရင်ပိုင်းပါဆိုင်တန်ဘူးမိုင်းနဲ့ဝမ်းပြည့်မဲ့ကောင်ကဒီဒီလိုပြတ်ပတ်လိုက် နော်ဒါကနိုင်လက်တဲ့အတိုင်းရောင်းရပတ်မယ်ဆိုလို့ရှိရင် flat နိုင်လက်တဲ့အတိုင်းပတ်မယ်ဆိုလို့ရှိရင် minus sin ပိုင်းပိုင်းတူပြီးတော့ဘယ်ကြားမှာရှိမယ်ဆိုရင်ရောင်းရပြတ်ပတ်လိုက်တယ်ဆိုတော့ဘာဖြစ်လဲဒီကနေ့စောင့်ပြတ်ပတ်မှာနော် minus ပိုင်းပိုင်း minus ပိုင်းပိုင်းတူကြားထဲမှာရှိဒါကြောင့်မလို့ဆရာတို့ sin ကဲ domain လေးကို restricted ကန့်သတ်လိုက်တဲ့အခါမှာ minus ပိုင်းပိုင်းတူရဲ့ပိုင်းပိုင်းတူကြားထဲမှာရှိနားလည်ပါနားလည်နော်နောက်တော့ coil ကိုလည်းဆရာတို့ကန့်သတ်လိုက်တယ် ကောအိတ်ကိုဘယ်လိုကန့်သက်လိုက်မလဲဆိုရင်ကောအိတ်ကဒီလိုနဲ့ပြမှာကြောင့်ဘယ်ကြားပါရှိမယ်လို့ရှိရင်ပိုင်းကြားပါရှိ0နဲ့ပိုင်းကြားပါရှိသူရ range ကလည်းပဲ -1 less than equal y less than equal 1 y less than equal 1ကဲဒီကောင်လေးကဘယ်လိုကန့်သက်လိုက်လဲဆိုတာကြားဒီတစ်ခုတော့ထပ်ပြောပြအောင်အဲ့တော့ကျွန်တော်ကော့တန်ဘူး -1 နဲ့1ဖြစ်စီမဲ့တန်ဘူး ဘယ်ကွတ်တံဘူးဝမ်ပြစ်စီမှာဒီမှာဇင်ကျိုးဒီကလေးရလိမ့်မှာနောက်တဲ့ဝမ်ပြစ်စီမှာကွတ်တံဘူးမားနဲ့ဝမ်ပြစ်စီမှာပါဖြစ်တယ်ပါဒါကြောင့်မို့ဒီကောင်ကဇင်ကျိုးနဲ့ပိုင်ကြားထဲမှာရှိရတယ်ဒါလည်းပဲနော်ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာတို့ဘယ်လိုသွားလာလို့ဆိုရင်ဒါလေးဖြတ်လိုက်တော့မယ်တိုင်းကလည်းပဲဆရာတို့ဘယ်မှာကန့်တတ်ထားလို့ဆိုရင်မိုင်းနဲ့2ပိုင်ပိုင်နဲ့ပိုင်ဟုတ်ပါဘူးပိုင်ပိုင်ဒူးကြားထဲမှာပါဖြစ်တယ်ဆိုရင်ကန့်တတ်ထားတာ မိုင်းနဲ့ပိုင်ပိုင်ဒူးနဲ့ပိုင်ပိုင်ဒူးနဲ့ကြားထဲမှာပဲအဲ့ကိုမလုပ်လိုက်လို့ရှင်ကတ်တက်ထားဒါပေမဲ့လို့ဒီကောင်က equal မပါတော့ဘာကြောင့်လဲတော့တန်းချက်နဲ့ကိုတန်းချက်မှာဆရာတို့ပုံဒီမှာဘာတွေဆွဲရဖတ်မိကြီးအစမ်းတုတ်တိုင်းနိအစမ်းတုတ်တိုင်းအဲ့ဒီမှာဆရာတို့ grade ဆိုတဲ့ကောင်မှာဆရာတို့အဲ့အစမ်းတုတ်တိုင်းမျိုးခြိလည်းမထိအောင်ဖြက်လည်းမဖြက်အောင်ဒီ မိုင်းနဲ့ပိုင်ပိုင်ဒူးနဲ့ပိုင်ပိုင်ဒူးอ่ะဒီကောင်ကတန်းမှာရှိတယ်ဗာမင်းနေတယ်ဆိုရင်အစမ်းထုတ်ငင်းနေဖြစ်တဲ့အတွက်ကြောင့်သူ့ကိုမထီအောင်ယူတော့ဒီကွဲအထက်ရနားလေနော်အစမ်းထုတ်ငင်းနေနားလေနော်အဲ့တော့ဒီကောင်ရဲ့ break ကဘာဖြစ်မလဲဆိုလို့ရှိရင် wide long to ah ဟုတ်ကုတန်းကြိုက်ကုတန်းကြိုက်အိတ်ကလည်းပဲဘာဖြစ်လဲဆိုရင်သူ့ရဲ့ကုတန်းကြိုက်အိတ်ကိုကျတော့ ကော့အိတ်ကိုဘယ်လိုကတ်တက်လိုက်လို့ဆိုရင်0နဲ့ပန်ကြားထဲမှာလည်းပါပဲဖြစ်လို့ရှိအိတ်ကသူလည်း equal လीမပါဘူးဘာဖြစ်လို့လဲဆိုတော့ကော့အိတ်မှာဆိုလို့ရှင်0ကအစမ်းထုတ်လိုက်ဖြစ်တယ်ပန်ကလည်းပါတယ်ဆိုရင်အစမ်းထုတ်လိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ equal လीသူ့လိုသွားပြီးတော့ထိလို့မရဘူးညီလို့မရဘူးเนาะသူ့ရဲ့ break ကလည်းဘာဖြစ်လဲဆိုလို့ရှင် y belongs to r ဒါနော် ဆရာပြောနေရင်လည်းကိုယ့်ဟာကိုစိတ်ကြီးကနေဒေချာလေးကိုနီးကိုယ့်အန်လည်းဘယ်လိုမှတ်သွားမလဲလိုက်မှတ်နေတယ်နော်ဆိုင်ဆိုင်ကဘယ်နဲ့ဘယ်ကြားထဲမှာရှိမယ်ဒီ0နဲ့0နဲ့ပါညာရတာသူကတော့ဘာဖြစ်လဲဆိုလို့ရှိရင် equal တွေပါဒီကောင်နဲ့တူရဘောဟုတ်လား equal တွေပါဒါပေမဲ့လို့အဲ့ h က does not equal ပါမှာဒီနည်းနဲ့မတူပါဘူး ဘာဖြစ်လို့ဒီမှာ equal တွေပါလဲဆိုရင်0နဲ့ pi ဟာဒီ set A မှာရှိတဲ့အစမ်းထုတ် line တွေမဟုတ်ဘူးအစမ်းထုတ် line ဖြစ်တာကဒီ0နဲ့ pi ပိုင်းကြားထဲမှာရှိတဲ့ pi ပိုင်းဒူးကအစမ်းထုတ် line ဖြစ်တဲ့ဆိုတော့အဲ့က pi ပိုင်းဒူးရဲ့မတူအောင်ဟုတ်နော်မှတ်မိသေးတာမသိဘူးဒီပုံနဲ့ပုံနောက်ဆုံးလေးသင်ခဲ့တာဒီပုံနဲ့ပုံကဆရာတို့ပါးစပ်ပုံလေးကားငယ်ပုံလေးက -1 အပေါ်မှာရှိတယ် -1 ရဲ့အောက်မှာရှိတယ်အဲ့တော့ဒီကောင်းရဲ့ range ကဘာတွေဖြစ်မလဲဆိုလို့ရှိရင် y letter or minus 1 or y greater than or 1ဟုတ်ဒါလေးကသိအောင်ပဲပြောပြောပြထားတာဒီလိုနှစ်ခုမရေးချင်ဘူးဆိုလို့ရှိရင်နောက်တစ်ခုဘယ်လိုရေးရေးလို့ရသေးလဲဆိုလို့ရှိရင် modulus or y greater than or equal 1ဆိုပြီးဒီခုပဲရေးလို့ရဟုတ်နော်အားတို့ကိုစီကအဲ့ ကိုစင်းကအိတ်ကဘယ်နဲ့ပဲကြားထဲမှာရှိတယ်ဆိုလို့ရှိရင်မိုင်းနဲ့ပိုင်ပိုင်ဒူးနဲ့ပိုင်ပိုင်ဒူးကြားထဲမှာဆိုဘာဖြစ်လဲဆိုလို့ရှိသူကလက်တောင်ဤွယ်လက်တောင်ဤွယ်ဘာဖြစ်လို့လဲဆိုဒီကောင်းကြီးကကိုစည်းကမှရှိတဲ့အစမ်းထုတ်လိုင်းမျိုးမဟုတ်တဲ့အတွက်ကြောင့် equal ထည့်လိုက်ရတာ။ဒါပေမဲ့လို့ဘာနဲ့မတူပါဘူးလဲဆိုလို့ရှိရင်အိတ်ကသူတို့နှစ်ခုကြားထဲမှာရှိတဲ့0နဲ့တော့မတူပါဘူး။ဟားတယ်နော်။ အဲ့တော့ကျွန်တော်တို့ဒီမှာဗားရသူ့ရဲ့ grain ကဗားရပဲလဲဆိုလို့ရှိရင်ပုံစံပုံကနော်ဒီလိုပုံဒီပဲဆိုတော့ grain ကဗားရတဲ့ဆိုလို့ရှိရင် y less than or equal minus 1 or y greater than or equal 1အဲ့ကောင်ကျွန်တော်တခုလဲရေးလို့ရတယ် modulus of y greater than or equal 1ကဲအဲ့တော့ကျတို့တခါတည်းဒါလေးတိသွားမှာကျတို့ပုတ်စာတွေ့တဲ့အခါမှာနော်စိတ်ကိုစစာတွေ့လို့ကောင်း ိုင်းခဲ့အဲ့တော့ဒီကောင်လေးပဲအဓိကဆရာမှတ်စီပြနေတာဒီကောင်လေးပဲခါလာကောင်လေးပဲဒီကောင်ကဘာလို့အရေးကြီးရဲ့ဆိုရင်ဒီကောင်လေးကဆရာတို့ထွက်လာတဲ့တံမိုးတွေကိုနော်မှန်လားမှားလားဆုံးဖြတ်တဲ့အခါမှာဒီကောင်လေးနဲ့ဆုံးဖြတ်တယ်ဂျာလာရဲ့အဲ့ရဲ့တံမိုးကသူနဲ့သူနဲ့ဂျာထဲမှာရှိရလားအာဒီလိုမျိုးဆုံးဖြတ်ပါနော်ဒါကြောင့်မို့ဒီကောင်လေးကဘာဖြစ်လဲဆိုရင်အရေးကြီးနော်ဒီကောင်လေးပဲမှတ်လိုက်ပါ။ကောင်လေးကလာဦး။တိရောလောက်ပဲထားတာမထဲနဲ့ ကဲအဲ့တော့ sin x ရဲ့ restricted domain ကဘယ်နဲ့ပဲကြားမှာရှိမလဲ။ by နဲ့ pi pi ဒူးနဲ့ pi pi ဒူးကြားထဲမှာရှိတယ်။ cos x ရဲ့ domain က zero နဲ့ pi pi ကြားမှာရှိမယ်။နောက်တစ်ခါ tan x ရဲ့မှတ်မယ်နော် tan x ရဲ့ domain က by နဲ့ pi pi ဒူးနဲ့ pi pi ဒူးကြား pi pi ဒူးကြားမှာရှိတယ်။ဒါပေမဲ့ equal ပါဟုတ်မပါ equal ပါ ောက်တစ်ခါ cos 8ကဒိုမီယာဘယ်ကြားမှာရှိမလဲ0နဲ့ပိုင်ကြားမှာရှိမလဲ equal မှာပါပါနော်နောက်တစ်ခု sin 8ကဒိုမီယာဘယ်နဲ့ဘယ်ကြားမှာရှိမလဲဆိုရင်0နဲ့ပိုင်ကြားထဲမှာရှိတယ် equal ပါပါဒါပေမဲ့လို့ပိုင်ပိုင်2နဲ့မနေရပိုင်ပိုင်2နဲ့မနေရနောက်တစ်ခု cos 8ကဒိုမီယာဘယ်ကြားမှာရှိမလဲဆိုလို့ရှိရင် min နဲ့ပိုင်ပိုင်2နဲ့ပိုင်2ကြားမှာရှိတယ် equal ပါတယ်ဒါပေမဲ့လို့သူက8က0နဲ့ ရမယ်မှတ်လို့ရပြီသိချပြီလားသိချပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျတို့ဒါကဘာအတွက်ယိုယိုဖက်ရှင်အတွက်အခုပြောမဲ့အကောင်လေးလေတိယုံတော့တိယုံတော့တော့ဒီအခုအဓိကတိသိချင်ကတိသိချင်တာကတော့ restricted domain ကန့်သက်ထားတဲ့ domain ဒီကောင်လေးတွေကိုတိသိချင်နော်အခုကဆရာပြောကြတာကယိုယို function ရဲ့ domain နဲ့ အခုလာမှာကဘာလာမှာလဲဆိုရင် impact function ရဲ့ domain နဲ့ပဲအဲ့တော့ impact ဖြစ်ဖို့ဆိုရင်ဆိုင်းရဒီဘက်ကိုရောက်လာတာဖြစ်တာဆိုင်းရဘက်ဆိုင်းဒီဘက်ကိုမရောက်တော့ဆက်ဒီမှာပဲတစ်ခါလေးလိုက်တော့ဒီလိုက်တော့အဲ့ဆိုရင်ဘာဖြစ်သွား impact function ဖြစ်သွားဒီကောင်ဘာဖြစ်သွားမလဲ inverse inverse fashion ဖြစ်သွားတယ် အင်းဘက်ဖန်ရေးပြစ်သွားမယ်ဆိုရင်ဆရာစိုးစောပုံကြီးနဲ့ပြောထားတယ်ဒိုမင်းနဲ့ဒိုမင်းရပါဖြစ်သွားမလဲ grain ဖြစ်ပြီးတော့ grain ကဘာဖြစ်သွားမလဲဒိုမင်းဖြစ်သွားဒိုမင်းရဘာဖြစ်သွားလဲဆိုတော့ grain ဖြစ်တော့ grain ကဘာဖြစ်သွားမလဲဒိုမင်းဖြစ်သွားအဲ့မှာအဲ့တော့ဒီမှာရှိတဲ့အိတ်တရားဘာဖြစ်သွားမလဲဆိုလို့ရှိရင်

အဲ့တော့ဒီ7.4တခန်းလုံးကိုဈာလို့ဘာလေးတွေပြီးရင်တွက်လို့ရမယ်ဆိုတာညာဒီပါထပ်ပြီးတော့တွက်တော့เนาะအခုဒီကောင်ဖတ်လို့ရပြီလားမလို့ရဘူးအဲရပြီเนาะဟုတ်7.4ကပုံစံတွေကိုလွယ်ကူစွာတက်နိုင်ဖို့အတွက်ဈာလို့ဘာလေးတွေပြီးရမယ်ဆိုရင်ဘာလေးတွေပြီးရဖီကိုစစ်ရေရှိုးပြီးရဖီကို အချိုးချောက်ခုပါလို့ရဆိုရင်ပြရကြာမနေ့ရက်တခါပြောပြီးသွားပြီအခုတစ်ခေါက်တော့ပြန်ပြောနော် tree ကိုအချိုးချောက်ခုက sign တီယာလို့ပဲဆရာကြီးလိုက် sign တီတာ code တီတာ dan တီတာ dan တီတာဆိုတာဘာလို့ဒီပါနေစားရဲဆိုလို့ရှိရင် sign ကို code နဲ့စား sign ကို tree ကို code နဲ့စား sign တီတာ code တီတာလို့ရှိရင် code ကော့ဆိုတာဘာရဲ့ပြောင်းပြန်လဲဆိုရင်တန်းရဲ့တန်းရဲ့ပြောင်းတယ်ကော့ဆိုတာတန်းရဲ့ပြောင်းတယ်တန်းရဲ့ပြောင်းပြန်ဆိုတော့တန်းက sin θ ဘာလဲကော့ θ ဆိုတော့ကော့က cos ကော့ θ ဘာလဲ sin θ အဲ့တော့ပြီးတော့နောက်ခုရေးလို့ရသေးတယ်1ဘာလဲ tan θ ဘာလဲ tan θ sin cot tan cot set set θ ဆက်ကဘာလဲပြောင်းပြန်လဲဆိုလို့ရှိရင် cos ရဲ့ပြောင်း ဘာမှမမကောစီကတော့ကကိုစီကကိုစီကတော့ဘာပဲပြောမှန်းလဲဆိုလို့ရှိရင်ဆိုင်းရဲ့ဆိုင်းရဲ့ပြောမှန်းဆိုတော့မမ်းပါဆိုင်းဆိုင်းအဲ့တော့မမမရမှာကအမြင်လေးမကောမသူဆိုင်းဒီကိုစီကတီလာက1.3တာကိုစီကနောက်မှာရှိတဲ့ဒီဘလောက်အပြုံလိုက်ပြီးပဲဖြစ်ပြီး 1 by size အဲ့အပြုံလိုက်ကြည့်ပြသွားမှာဟဟဟောဒါလေးသိချက်သိရမယ်နော်အဲ့တော့ input ဆိုတာကသူတို့ဘောမှာ -1 တင်လိုက်တာကဘာလဲဆိုပြီး input ဟုတ်ကဲ့ဒီဥဒ္ဓ3ကို no matter ကဘာဖြစ်လဲချိုး6ခုကိုဆရာတို့တိတယ်နော်အချိုး6ခုပြီးပြီးလို့ရှိရင်နှလုံးဘာသိရမလဲဆိုလို့ရှိရင် restricted ဘူမေးဆရာကတော့တော့ကလာကြပါသေးတယ်ဘူမေးနေဒါရီပါဖြစ်တယ်ဆိုရင်သိရဒါရီသိမှအဖြေရမှားလားမှားလားချိန်ကိုက်လို့ရမယ်မှားလားအမှားကြီးနေမဖြစ်မှာဟုတ်လားအဲ့တော့ restricted domain ပြရမယ်အကောင့်လေးဆရာလည်းတစ်ခါတော့ပြန်ပြောတာစိုက်စိုက်မှာဆိုလို့ရှိရင်မိုင်းနဲ့ပိုင်ပိုင်တူပိုင်ပိုင်တူပိုင်ပိုင်တူကြားထဲမှာအိတ်ရှိတယ်ဟုတ်ပြီလက်တန်းအောင်ပြီးတွေ့နောက်က ကောလီဆိုလို့ရှိရင်0နဲ့0နဲ့ပိုင်ကြားမှာရှိတယ် s equal လက်တောင်းဟောက်ကတန်းက minus ပိုင်ပိုင်ယူတယ်ပိုင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 ်ယူကြားထဲမှာရှိတယ် equal မှာပါဘာဖြစ်လို့ဆိုတော့ minus ပိုင်ပိုင်ယူနဲ့ပိုင်ပိုင်ယူကအစထုတ်လိုက်နေဖြစ်တယ်နောက်တစ်ခု cos h ကိုယ်က0နဲ့ပိုင်ကြားထဲမှာရှိတယ် equal မှာပါဘူးဘာဖြစ်လို့လဲဆိုတော့0နဲ့ပိုင်ကအစထုတ်နေဖြစ်တယ်နောက်တစ်ခုက set h စိုက်က